အလုံးမင်းသားပါဘတ်စပေါ်နဲ့ပြန်လဲချိုးဆိုရတယ်အခုတော့ကျွန်တော်တို့ဒါ template ပြိုင်ပွဲကလည်းစတန်ဒန်ဆင့်ပြီးသွားပြီ quarter final အတင်းနေထပ်ပေါ်လာကြတယ်လို့ဒါ conference league တို့ yo ball league တို့မှလည်းသူတို့အတီးတီးကဒီလိုစတန်ဒန်ဆင့်ပြိုင်မှုတွေပြီးသွားတဲ့အချိန်မှာ quarter final တတိကျွန်တော်ေထပ်သွားပြီအဲ့ဒီမှာကျွန်တော် premier league club တွေကတော့ဒါကျွန်တော်ဒီနေ့ကတော့ premier league club တွေပြောမယ်ဆိုတော့ premier league club တွေကကျွန်တော်မှာဆိုရင်တော့ arsenal တို့ stero aston villa တို့ကနောက်တစ်ဆင့်ကို ကျွန်တော်တို့တက်သွားရလို့စိတ်ကောင်းစွာပဲလေဗာပူးတို့ကတော့ထွက်ခရရတယ်မန်စီးတီးကတော့ပလေးအော်လေးပြောထားတယ်အဲ့မှာချမ်ပလေးမှာနှစ်သင်းရိုးပါလေးမှာဒီကျွန်တော်တို့စပါအသင်းနဲ့မန်ယူတို့ကအတီးတီးควอเตอร์ဖိုင်နယ်ကိုတက်သွားတယ်ကျွန်တော်တို့ကလည်းအေဇက်ခမကိုနိုင်ပြီးတော့တက်သွားတယ်လို့မန်ယူကလည်းဆိုစီတက်ကိုကျွန်တော်နိုင်ပြီးတော့ควอเตอร์ဖိုင်နယ်အဆင့်ကိုတက်သွားတယ်ကွန်မန်လေးမှာဆိုရင်တော့ဒီကွန်မန်လေးရဲ့ဘောဆိုးဆိုးရေပန်းစားဆုံးအသင်းဖြစ်တဲ့ချက်စီက ကော်တာဖိုင်နယ်ကိုတက်သွားကြတော့ပရီးမီးယားလိဂ်ကယောပါမှာနောက်ဆင့်ကို9ရင်းချီတက်ရောက်ခွင့်ရတော့ကြတော့ဘာတွေအပေါင်းထပ်တာလဲဘာတွေကျိုးမြတ်ရတာလဲဆိုတော့သူတို့ဒီပရီးမီးယားလိဂ်ပြိုင်ပွဲဟာချန်ပီယံလိဂ်ပြိုင်ပွဲကို1 2 5 1 2 3 4 5 9ရင်းအခုဆိုရင်တော့ဝင်ခွင့်ရဖို့တေချာသွားခဲ့ပြီအမက်ချင်းခဲ့မယ်ဆိုရင်အင်္ဂလန်ကသူတို့ဒီဒါဥရောပလိကိုအယူအဖေကအခုတို့ပုံစံတည်းကျင်းပတဲ့အချိန်မှာသူတို့ကအမက်လိုက်သူပေးပြီးတော့လိပြိုင်ပွဲတွေရဲ့ဝင်ခွင့် အရမယ်အတင်းကြီးကိုကြီးညက်လိုက်ဗျာအမှတ်တွေကိုရှင်းမယ်ဆိုရင်အင်္ဂလန်ကအင်္ဂလန်ပရီးမီးယားလိဂ်က24တရမ2.0ဒါ24.25ဆီကိုဆိုရင်အမှတ်နဲ့ဒါအဆင့်9နေရာကိုတို့ရေတွင်ဝင်ရသွားပြီအဲ့ချိန်မှာဟိုကတော့စပိန်ကတော့21.67 678ဆိုရဲရလိုက်နဲ့အဆင့်လေးလေးတင်းကတော့တို့တွေကြာသွားလို့အီတလီတို့ဂျာမနီတို့ပေါ်တူဂီတို့ဖရန့်တို့ဘယ်ဂျီယန်တို့နီဒါလန်တို့ဂရီတို့နော်ဝေးတို့ကတော့တို့ရေဒါတို့ရဲ့ ဟွေဝင်ကြတော့ဒီဒီရှင်းပြန်ကြမယ်ဒီလိုမျိုးပရီးမီးယားလိဂ်က၅ရက်ထိဝင်တော့ကြတော့ဒါချန်ပီယံလိဂ်ဝင်ဝင်ဝင်ကလည်းဒါအဆင့်လင်းဖို့တော့အဆင့်၅အထိကြိုးရတီစီတီရောတို့ရေအဆင့်၅ထိလည်းဝင်ရမယ်အဆင့်၆ဝင်းကတရှိနေတဲ့နဲ့ယိုဘာလိဂ်ကိုဝင်ဝင်ရမှာကျလို့ဒါအပီတော်ဒီအဖေလာပိုဆွဲတဲ့ကလည်းယိုဘာလိဂ်ရမယ်ဝင်ဝင်ရမယ် EFM ဒါပိုဆွဲတဲ့ဒီကကွက်ဖန်းလေးကိုဝင်ဝင်ရမယ်တရှိနေတာကဘောနူဖိုင်မှာတော့ဒါအာစနယ်တို့လီဗာပူးတို့ဒေါ်တန်ဖော့တဲ့ ဒါအချက်စီမန်စီတို့ကအပြိုင်ဖြစ်လို့ဒါအောက်က6ခွင့်ရှိကလည်းအမှတ်ဒီပိတ်တိတ်မှုကောင်းကြတော့ပရီးမီးယားလိရဲ့ဝမ်တစ်ခွက်ပြန်မဲကလည်းပို့ပြီးတော့ပြင်းထန်လာမယ်ဒါဒီအားကြီးမှာတကယ်လို့ဒါမန်ယူတို့မဟုတ်စပါးကဒီယူပါလိမှာပိုးဆွဲခဲ့မယ်ဆိုရင်တော့ဒါတို့ဒါပရီးမီးယားလိကနေပြီးတော့ဒါခုနှစ်တင်းထိဒါဟွာထိကျွန်တော်တို့အခွင့်အရေးထိချန်ပီယံလိဂ်ပြိုင်ပွဲကိုဝင်ဝင်ရမယ်ပရီးမီးယားလိယူပါလိမှာတို့မဟုတ်ချန်ပီယံလိဂ်မှာဒါပရီးမီးယားလိကတင်းတင်းကပိုးဆွဲခဲ့မယ်ဆိုရင်တော့1 2 6 ဝင်ဝင်ရမှာဖြစ်လို့ဒါယိုပလိဘလာပိုဆွဲတဲ့အတင်းကမန်ဂိုမိုစပါရူကပိုဆွဲခဲ့မှာဆိုတော့ပြီးမြတ်လိဟာဒီလာမယ့်ယာရီမှာချန်ပလိပြိုင်ပွဲကိုခုနှစ်နှစ်ထီတော်မယ်နေတို့တွေဝင်ဝင်ရဖို့အလားတန်ကောင်းနေတယ်တို့တွေဒါမိုင်းဟောပေါ့ပြီးမြတ်လိကလပ်ဒီချန်ပလိပြိုင်ပွဲကိုဝင်ဝင်ရမယ်အကြောင်းပါ WBA ကောင်းရုံးလဲဆိုတော့ဒီဝင်ဝင်ရလည်းအများကြီးတက်လာမယ်တကယ်ဆိုရင်တို့ထိတ်တန်းလိပြိုင်ပွဲဖြစ်တဲ့ပြီးမြတ်လိကနှိကတော့လည်းဟုတ်မလို့နဲ့အဆင်အားရမလို့နဲ့တကယ်တော့ ကောလုံးကွာတာဖိုင်နယ်ဥရောပပြိုင်ပွဲတွားကန်တဲ့တင်းတွေကပြုတ်လာတယ်ပြုတ်တော့ကြတော့အချီနေက1 2 4ပဲဝင်ဝင်ကြတော့တယ်တခြား CDA တို့ကဝင်ဝင်ကြတော့တယ်ဗျာဒီအိမ်မာကတခုကောင်းလာတာကမက်ဆီဖန်တက်ကလည်းနည်းနည်းတော့ဒါဒီချမ်းမြေဝင်ဝင်တော့နည်းနည်းတော့ကြီးတာလေးနည်းနည်းယော့လေပေါ့ဗျာမန်စီးတီရှာဒီအိမ်မာအချီနေဆိုးတာဆိုတော့တို့1 2 5ဆိုတော့တော့ခိုးမဟုတ်တော့ဖိုက်တွင်ရှင်ပြိုင်ခွင့်ရလာဆိုနည်းနည်းတော့အနေစားချောင်းနေတခြားအသင်းတွေဖြစ်တဲ့ဟာယူကာစီတို့ဘရိုက်တန်တို့ကလည်း ဒီလို top fight င်းကိုဝင်ဝင်ရဖို့အပြည့်ထန်တူတွေစူးစမ်းဖို့ခွင့်တွေအများကြီးရပါသွားဆိုတော့ပြီးများလိတ်နေနဲ့အပေါင်းလက်ဆန်လည်းအများကြီးဆောင်တယ်တကယ်လို့ဒါ Arsenal တော်လကောင်းဒါ Arsenal တို့ Aston Villa တို့က challenge မှာပိုးဆွဲရမယ်ဆင်တော့ပိုးပြီးကြိုးမြတ်တယ်အများကြီးရမယ်ဒါယူပါလိမ့်မှာလည်းပြီးများလိတ်ကလပ်တွေဖြစ်တဲ့ Man United စပါးတို့ကသူတို့ဒီ ပိုလွဲမှာတွေ့နိုင်ကြများတယ်သူတို့အတင်းကတရင် ပိုဆွဲခဲ့မယ်ဆိုရင်လေပိုပြီးတော့ပရီးမီးယားလိဂ်ဟာအောင်းလက္ခဏာတွေဆောင်းမဲ့ကြပြီပါအာကွန်ဖရင့်လိဂ်ကတော့ကျွန်တော်အနေနဲ့တော့ချက်စီတင်းဟာတကြလောက်လီဗာဖြစ်လောက်အောင်ကွန်ဖရင့်လိဂ်ဖလားကိုရရဖို့လာလန်ကောင်းတယ်လို့မြင်တယ်ဒါတော့ပရီးမီးယားလိဂ်တစီအနေထားက top 5ကြီးဝင်ဝင်ရသွားတယ်ချမ်လေးကို top 5ကြီးဝင်ဝင်ရသွားတဲ့အကြောင်းကိုကျွန်တော်အနေနဲ့အစပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်းလာရှ်တော့ရဲ့ဒီကိုပိုင်ဆိုင်နိုင်ရပါစခင်ဗျာ